အမေရှိနေတဲ့ရွေးရတော့အဖွဲ့ရတော့ရှိနေအောင်မှာပေါ့နော်။အဲဆိုဥဆောင်နိုင်တာတော့အမေပဲရှိတာပေါ့နော်။အမေကဟိုးအစင်ဆက်တတမနေဘူးလေ။အမေတို့မမွေးခင်နေရပေါ့။ကို့အမေလောက်ရှိတာပေါ့နော်။အမေဆိုရင်အမေနဲ့အသက်အတူတူပဲ။မိတို့တွေကတော့ဥဆောင်နိုင်ဖို့ကသူ့လိုက်မမိပါဘူး။ဆက်ခံတဲ့လူကတော့အမေကတော့ပြောတာပဲဘယ်သူမှမရှိဘူး။သူမျက်စိတော့ဘယ်သူမှမမြင်ဘူးမရှိဘူးလို့တော့ပြောတာ။ ပတ်သက်ပြီးတော့စကားလေးတွေနည်းနည်းကြားတော့ကြားရတယ်ပေါ့နော်။လုံဒီမဲ့ဟာလေးတွေရှိတယ်ဆိုတော့လေ။ तू ကဂုံဂုံဆိုတဲ့ကားပေါ့။ဂုံဆိုတဲ့ကား तू ကဟိုဇလန်းလေးကတော်တော်ကောင်းတယ်။မအေးမီးမအေးရဲ့မြစ်တာပေါ့။မအေးလေးရပေါ့။ဘလို့ပဲခံစားချက်ရှိရှိဘယ်ဘဝပဲရောက်ရောက်ဘလို့ပဲယုံကံယုံကံပါသပရိတွေပေါ်မှာထားတဲ့မြစ်တာပေါ့အဲ့ဒါလေ။ဇလန်းလေးကတော့တော်တော်ကောင်းပါ။ဟုတ် မေရောပါလိုက်ကြည့်တာအမေကအဲ့ဒီရက်ကမအားဘူးလေမအားတော့ပထမရက်တော့ရောက်လိုက်တယ်ဟိုဘယ်လိုပြောမလဲအမေအဖွဲရိုက်တာဆိုတော့အမေတို့တော့ဆန်းသွားရင်အမေကအမြဲပါတော့လူယူစာကြီးပေါ့ရှေ့ရသွားတော့ကိုကနောက်ကလိုက်ရအဲ့လိုလေနောက်ပိုင်းကြတော့အမမရောက်ဖြစ်ဘူးပေါ့အဲ့တော့အိမ်ရမှာကြတော့ဒါလူတော့တိတ်တော့ကြာနော်အိမ်ရမှာဟိုးလုံးကတော့ရှိတာမဟုတ်ဟိုးလုံးကဆိုကိုပေးမဖြစ်ခင်တော့ဆိုတော့လေအဲ့ဒီအဲ့ဒီအဲ့ဒီဟိုနေဘန်ဂလိုလေးတွေမှာအပြည့်ရှိတယ် အခုတောင်ပိုင်းကျတော့အမေလူလည်းမနေနိုင်တော့ဘူးလေအဲဟိုအမေထိတ်တင်ထားဆုံးတော့သူနဲ့ကိုနဲ့အတူတူနေတာဆိုတော့သူကိုဗစ်ဖြစ်တော့ကိုလည်းကြောက်လန့်ပြီးတော့အိမ်ပြန်လာတာအဲ့ဒီထဲကိုမရောက်တော့တာပေါ့နော်ဖွဲ့စည်းတစ်ခုအနေနဲ့ပဲဒါရက်တည်ကြမယ်ကိုကြားလာဘူးဘလို့ပုံစံမျိုးဆက်ရှိကြလို့ဆက်ရှိလာဆိုတော့အိုနေပေါ့မတို့အမေရှိနေတရွေးရတော့အခွက်ရတော့ရှိနေအောင်မှာပေါ့နော်နောက်ပိုင်းကြရင်တော့ဟိုရောက်တိရောက်တော့ ဖြစ်မလားသိဘူးဘာလို့ဆိုဥဆောင်နိုင်တာတော့အမေပဲရှိတာပေါ့နော် အမေကဟိုးအစင်ဆက်သူရဲ့တတမနေဘူးလေအမေတို့မမွေးခင်နေရပေါ့ကို့အမေလောက်ရှိတာပေါ့နော်အမေဆိုရင်အမေနဲ့အသက်အတူတူပဲဆိုတော့သူကရှောက်လန်းခဲ့ရတဲ့သူ့ရဲ့ဘဝအတွေ့အကြုံသူ့ရဲ့အမှုပညာတက်တန်းပေါ့နော်အဲ့တော့အများကြီးရှိလာတဲ့အခါကျတော့ မေတို့တွေကတော့ဥဆောက်နိုင်ဖို့ကသူ့လိုက်မမိပါဘူးအဖွဲ့အစည်းနေနေကြအဲ့လိုမျိုးစက်ခံတဲ့လူတွေပါရောကြားလာစက်ခံတဲ့လူကတော့အမေကတော့ပြောတာပဲဘယ်သူမှမရှိဘူးလို့သူမျက်စိတော့ဘယ်သူမှမမြင်ဘူးမရှိဘူးလို့တော့ပြောတာအဲ့လိုအဲ့လိုအဲ့လိုအဖွဲ့အစည်းမရှိတော့မှလို့အဲ့လိုမျိုးပေါ့စကဲမှာဒီနေ့လေးပေါ့ဒါတော့သမီးရဲ့ကျိုးတွက်ထားလို့တော့မရပါဘူးနော်ကျိုးတွက်ထားလို့မရဘူးဆိုတော့ကျင်းသေးကံသေးဒီကိစ္စကြီးကိုဒါပါလို့ကိုတွက်ထားရတာမှကံကြမ္မာတွေရရှိသေးတာ เนาะနောက်နောက်ဘာဖြစ်မယ်ဆိုတော့ကြွတွဲလို့တော့မရပါဘူးမရပါဘူးဆိုတော့ဟိုကိုပိုင်နိုင်တဲ့ကိစ္စတစ်ခုတောင်မှကျင်းသေးတွတ်ထားလို့မရဘူးဆိုတော့ဒါဟိုနေမကံပေါ့အခုပဲဟိုဒီငရင်ကြီးဖြစ်သွားတဲ့အချိန်မှာအမေတို့ဆိုမှမှန်းထားတဲ့ဟာတွေအကုန်ဖြစ်ကုန်တာနိနော်အဲ့တော့သူကစက္ကန့်ပိုင်းလေးကိုဘဝကြီးတွေပြက်ကုန်ဘဝကြီးတွေဆိုတော့ဟိုငရင်ထုတ်တဲ့လူမှပြက်တာမဟုတ်အမေတို့လည်းပြက်တာပဲဟုတ်တယ်အကုန်လုံးအကုန်ပြက်တာဟာအကုန်ပြက်တာ စီးပွားရေးသမားတွေလည်းပြတ်တာပဲဘာလို့လဲဆိုခစ်ဒီလိုကြီးပြတ်နေမှဆိုစီးပွားရေးရောဘာလို့စားလို့ရအောင်ဟိုမေရိုးဆိုလဲဟိုတချမ်းမမကတချမ်းကရင်ဘာပဲပြောပြောမိုးတွင်းစာဆိုတာရရည်ဆယ်သိမ့်မဲ့ရရကိုသိမ့်မဲ့ရရတမီနှစ်လမျှစားအောင်တော့ဟုတ်တော့မလားအဆင်ပြေသေးတယ် အခုကမကမမကတော့အဲ့တော့ဘာဖြစ်လဲဆိုတော့မိတို့ကဝယ်ထားတဲ့မိတ်ကပ်ပစ္စည်းတို့ချုပ်ခအင်းတထဲကို၄သောင်းပေးရတယ်။အင်းကြီးတထဲကိုဘူချုပ်ဈေးမှာချုပ်တယ်၄သောင်းပေးရ။အင်းကြီးနှစ်ထဲချုပ်မိတို့၈သောင်းအဲ့ဒါကုံသွားပြီကုံသွားပြီပြီးတော့ဟိုမှာတိုက်တဲ့ရက်ကိုသွားတာပြန်လာပါတနေ့ကို၆ထောင်မှာကုန်။အင်းအဲ့မှာပဲ ဟိုနေပေါ့တိန်ကန်းတော့ကုန်သွားပြီပေါ့။ဩဒါဆိုရင်ငါတို့ကဘယ်ဘွဲကြရင်ဘာလေးရဲ့ပန်းလေးလို့လို့ဘူကျုပ်သေးသွားဝယ်လိုက်မယ်။ကလေးလေးလို့လို့ဝယ်လိုက်မယ်။မေကပ်ပစ္စည်းအဲ့ဒါလေးစူးစောင်းထားတာနဲ့ပါနိုင်ရတယ်ပေါ့။အလကားဖြစ်သွား။အလကားဆိုတာမဖြစ်တော့မဖြစ်ဘူး။သို့တော်လေလောလောဆယ်ဒါကြီးကအိတ်နေတာပေါ့နော်။အဲ့လိုဖြစ်သွားတာပေါ့။မလဲပတ်တော့မလဲပတ်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့တချမ်းမဖြစ်တဲ့အတွက်ကိုကိုယ့်ရဲ့ထည့်ရဆိုင်စားပေါ့။အဲ့ဒီကရမယ့်ပစံကိုမရတဲ့အတွက်ကို ဟိုဒီမှာဖြစ်တယ်လို့ဆိုတာအဲ့လိုလိုရှိတာပေါ့ဟုတ်ပါဟုတ်ပါဟုတ်ပါငါသမီးလေးကဟိုနင်းပေါ့နော်အမေကရုပ်ကလေးပြောက်သွားမှာဆိုလို့လာပြီးတော့အခုလို့အင်တာဗျူးပေးတဲ့အတွက်ကိုအများကြီးကျေးဇူးပဲတင်ပါတယ်သမီးလေးရယ်ဘာလို့လဲဆိုတော့အဲ့ဒီလိုမှသမီးလိုလူမျိုးကအမေကိုလာပြီးအခုလို့မဖော်ထုတ်ပေးလို့ရှိရင်အမေကဘယ်နှစ်ရက်ဘယ်နှစ်လအထိ live ပေါ်မှာရုပ်ကပြောက်သွားတယ်တော့မသိပါဘူးအဲ့တော့ချစ်တဲ့ပြည်သက်တွေအားလုံးရောအခုလို့အမေကိုလာပြီးတော့တကူးတကအင်တာဗျူးပေးတဲ့သမီးလေးကောဒီအဖွဲ့သားတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကက်ကြီးသုံးပါတယ်ကျော်နေနိုင်ပါပြီသမီးရဲ့အန်နီရီအားလုံးမှလည်းကျော်နေနိုင်ပါပြီပြောပြောချင်းချင်းဖြတ်တတ်နိုင်ပါပြည်သက်စီကိုလည်းဟုတ်ပါ